တငယ်ချင်းတို့ရေနီမိုးဆိုတဲ့ရုပ်ရှင်ကားလေးကိုကြည့်ဝဲသူရှိကြလားဒီတစ်ခါပြောပြမယ့်တငယ်ချင်းလေးရဲ့အကြောင်းကတော့နီမိုးလို့အလုံးသိကြတဲ့ clown fish ဆိုတဲ့လူပြငါလေးအကြောင်းပဲဖြစ်ပါတယ်ဒါနဲ့တငယ်ချင်းတို့ကိုအရင်မေးချင်တယ်လူပြငါလေးအကြောင်းဘယ်လောက်သိလဲဆိုတာခဏစဉ်းစားကြည့်ပါလားတိတ်မသိသေးဘူးဆိုရင်တော့ဒီဗီဒီယိုအဆုံးထိကြည့်ပေးနော်ဒါဆိုတငယ်ချင်းတို့မသိတဲ့ဘုသူတလေးရရှိသွားမှာပါ နီမိုလေးရဲ့နာမည်ကလူပြတ်ငါတဲ့ဘာလို့သူ့ကိုလူပြတ်ငါလို့ခေါ်ကြလဲဆိုတော့သူကလူပြတ်တွေလူရှင်တွေလို့ကြီးစရာကောင်းလို့မဟုတ်ပဲနဲ့မျက်နှာမှာစီးချေထားတယ်ဟာသားပညာရှင်လူပြတ်တွေနဲ့တူလို့ပါတဲ့လူပြတ်ငါလေးတွေကိုဒိုးရင်မြင်ဖူးနေကြအနီနဲ့အဖြူဆက်အယောင်လေးတွေအပြင်လိမ္မောအဝါအမဲအဖြူရောင်လေးတွေနဲ့လည်းတွေ့ရနိုင်သေးပြီးတော့မျိုးစိတ်ပေါင်း30နီးပါးအောင်ရှိရတဲ့ ီမိုလေးတွေကိုအထင်းနဲ့အမှဘလို့ခွဲလဲရောသိကြလားနီမိုစုံလဲတွင်းမှာအကောင်ခက်ကြီးကြီးရအမဟိုအကောင်သေးတာကအထီးပါတဲ့သူစန်းနာကသူပြန်ငါးလေးတွေရလေမွေးလာတော့အကုန်အထီးလေးတွေပဲတဲ့အုပ်စုထဲမှာအကြီးဆုံးကအမအဖြစ်ပြောင်းသွားတာအဲ့ဒီအမကအုပ်စုကိုခွဲခွာသွားရင်နောက်ကျန်တဲ့ဒုတိယအကြီးဆုံးကအထီးကနေအမဖြစ်သွားပြန်တယ် အမဖြစ်ပြီးသွားရင်တော့အထီးကိုလုံးဝပြန်မဖြစ်တော့ပါဘူးတဲ့။ထူးဆန်းလိုက်တာနော်။လူပြန်ကားလေးတွေကိုနေရာတိုင်းမှာတွေ့ဖို့တော့မလွယ်ဘူးနော်။သူတို့ကပင်လယ်စားငံ့ကြီးထဲမှာပဲနေကြတာ။အများဆုံးနေကြတာကတော့ပစိဖိတ်သမုဒ္ဒရာနဲ့အေဒီးယားသမုဒ္ဒရာမန်ဒဂတ်စကာအော်စတြေးလျအင်ဒိုနီးရှားဂျပန်နဲ့ဖိလစ်ပိုင်တို့မှာပါ။ ုလေးတွေကအိမ်အဖြစ် anemones လို့ခေါ်တဲ့တန်လာကြောက်တန်းအပြုတ်လေးတွေကိုမိခိုးပြီးနေကြတယ်။သူတို့နေတဲ့အိမ်ပေါ့လူပြန်ကားလေးတွေနဲ့သူတို့ရဲ့အိမ်လေးဖြစ်တဲ့တန်လာကြောက်တန်းတို့ဟာအပြန်လန့်အကျိုးပြုနေတယ်ဆိုတဲ့အချက်ကလည်းထူးခြားတဲ့ချက်ဖြစ်ပါတယ်။လူအကျိုးပြုလဲဆိုတော့တဏ္ဍကြောက်တန်းလေးကသူ့ရဲ့ဥတွေကိုကာကွယ်ပေးတယ်။သူတို့ကိုရန်သူတွေမမြင်အောင်ကာပေးတယ်။ပြီးတော့ရန်သူတွေကိုအစိမ့်နဲ့အောင်ပြန်ပစ်ပေးသေးတာ။ အစိတ်ဆိုလို့စိတ်ပူသွားလားမပူပါနဲ့အဲ့ဒီအစိတ်ကလူပြန်ငါးလေးကိုတော့အနေနဲ့မပေးနိုင်ပါဘူးတဲ့တဘာဝတရားကြီးကလူပြန်ငါးလေးတွေရဲ့ကိုပေါ်မှာအဲ့ဒီအစိတ်ကိုခံနိုင်ရင်ရှိတဲ့အချွဲတွေပါစီတာမို့သူတို့တော့ဘေးဥပါဒ်မဖြစ်စေဘူးလေလေသူတို့ပိုတဲ့အစားအသောက်တွေနဲ့သူတို့စုပြစ်လိုက်တဲ့မစင်လင်ကတဏှာကြောက်တမ်းလေးတွေအတွက်ဓာတ်မြေဩဇာလို့အကျိုးပြုတယ် ပြီးတော့တန်တန်ကြောင်တန်းမှာကတ်နေတဲ့ကပ်ပါးကောင်းတွေကိုလည်းသူကစားပြီးတဲ့အတွက်တန်တန်ကြောင်တန်းလေးသန့်ရှင်းသွားရောဒီလိုအပြန်အလှန်အကျိုးပြုလာမျိုးပေါ့သူပြန်ငါးလေးတွေရဲ့တန်တန်ရောဘလောက်ရှိမယ်လို့ထင်လဲလက်ဖက်ရည်တစ်ပကန်းလောက်ပဲရှိတယ်ငါးသေးသေးလေးညာအသက်ရှင်မယ်လို့ဘယ်ထင်ရမလဲနော် ဒါပေမဲ့လူပြင်းငါလေးတွေရဲ့ပုံမှန်သက်တမ်းစီရာရှင်းနှစ်ကနေ၁၂နှစ်ထီအောင်ရှိပါတယ်တဲ့လူပြင်းငါဖြစ်ဖြစ်နဲ့မိမိတို့ဟာသူတို့ဥလေးတွေဥဖို့တန်တာကြောက်တန်းနေကြတဲ့ကအကောင်းဆုံးနေရာကိုရှာပြီးတော့မိမိတွေကဥတွေဥချတယ်တခါဥချရင်ယာနဲ့ထောင်နေချီတော့များတယ်တဲ့ပြီးရင်အဖေဖြစ်တဲ့ငါဖြစ်ဖြစ်ကဆောက်ရှောက်ပေးတယ် ဥကနေအကောင်ပေါက်လာဖို့ရက်20လောက်တော့ကြာတယ်။ရက်20လောက်ရောက်ပြီဆိုရင်လူပြက်5-6မှန်တိတာစေတဲ့အစင်းလေးစားပြီးပေါ်လာပါပြီတဲ့။သူတို့ကလေအဲ့ဒီရွယ်လောက်ကလေးကကိုနေမဲ့အိမ်လေးကိုကိုရှာပြီးတော့နေတတ်နေပြီတဲ့။မြူတုံးပြောက်ဝင်မတော့အောင် ထိမ့်သိမ့်နိုင်မဲဆိုရင်တော့ချစ်စရာလူပြက်5-6လေးတွေကိုအိုးနောက်နှစ်ပေါင်းများစွာထိတွေ့နေရအောင်ပါ။ ဒါနဲ့တခြားပဲတငင်ချင်းလေးတွေကြောင့်သိချင်ကြသေးလဲဆိုတာဖြေသွားပေးခဲ့ပါအောင်နော်တဲ့မတိသေးတဲ့သူတို့အကြောင်းကိုစိတ်ဝင်စားပြီးတော့နောက်ထပ်တငယ်ချင်းလေးတွေအကြောင်းထပ်သိချင်သေးရဆိုရင်တော့ Avocado Story Magazine Facebook Page ကို Like and Follow လုပ်ထားပြီးတော့ဒီ Avocado Story Magazine YouTube ကို Subscribe လုပ်ထားဖို့မမေ့ခင်နဲ့နော်။နောက်တငယ်ချင်းအစ်တလေးအကြောင်းနဲ့အတူပြန်တွေ့ပါမယ်။